ကလေး73ယောက်ကိုမွေးဖွားထားတဲ့အပြင်စီးပွားရေးမှာလည်းအောင်မြင်ပြီးအိမ်တောင်ရှင်အလှမဲ့စုကိုရရှိထားတဲ့အမျိုးသမီးအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချက်ဆွလိုက်ပါတယ်ကလေးတွေကိုရတနာလို့ယူဆချတာကြောင့်ရှေရှေတုန်းကမိဘတွေကကလေးတွေအများကြီးမွေးကြတာပေါင်းမိသားစုတစုမှာအ ਨੇ ဆုံးကလေး9ယောက်6ယောက်ခန့်ကမွေးကြတယ်ရှင်နောက်ပိုင်းမှာတော့မိသားစုတွေမှာကလေးမွေးဖွားတဲ့ဥယေကတဖြည်းဖြည်းနဲ့နေပါလာတာပေါင်းမခရီဆိုတဲ့အမျိုးသမီးကအသက်48နှစ်အရွယ်သာရှိသေးပေမယ့်ကလေးကတော့73ယောက်မွေးထားတဲ့သူပေါင်း မခရီကတော့နမယ်လေးလှလှလေးအတိုင်းပဲလှပနေသူဖြစ်ပြီးကလေး73ယောက်ရဲ့အမေဖြစ်ပါတယ်။မခရီနဲ့ခင်မွန်ဖြစ်တဲ့ကိုတန်းနိုင်တို့မိသားစုကရန်ကုန်တိုင်းဒေသကြီးတဲကမြို့နယ်လေးတမြို့မှာနေထိုင်ကြတဲ့သူတွေပေါ့မခရီတို့မိသားစုမှာစုစုပေါင်းကလေး73ယောက်မွေးထားပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ကလေး၄ယောက်ဟာကျမကြီးမကောင်းတာကြောင့်ငယ်စဉ်အရွယ်မှာပဲဆုံးပါသွားခဲ့ပြီးကလေး၉ယောက်ပဲကျမတော်တယ်။ ကလေးချစ်တတ်တဲ့မက်ခရီကတူလေးတယောက်ကိုပါတားအဖြစ်မွေးစားခဲ့တာရှင်အကြီးဆုံးလေးကတော့အသက်29နှစ်ရှိပြီဖြစ်ကတားယောက်ကြလေး10ယောက်တမိမင်းကလေး3ယောက်ရဲ့အမေဖြစ်ပါတယ်မက်ခရီကဒီကလေးတွေအားလုံးကိုပြင်ပမမန့်ရှာဖွေကျွေးမွေးခဲ့ရသူဖြစ်ကအခုတော့စီးပွားရေးအဆင်ပြေသွားခဲ့ပါတယ်မက်ခရီကိုခင်မင်းနဲ့မိတ်ဆွေတယောက်ကအိမ်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်ပြီးတင် जा ပြတာကြောင့်မက်ခရီကဒီလုပ်ငန်းမှာအဆင်ပြေသွားခဲ့တာပေါ့အရင်ကတော့ရုန်းကန်ခဲ့ရတဲ့အိမ်လေးကိုမမေ့တဲ့အနေနဲ့အိမ်ဟောင်းရဲ့ပုံလေးကိုဗီနိုင်းထုတ်ပြီးချိတ်ထားပါတယ်ကလေးများစွာရဲ့အမေလည်းဖြစ်တဲ့လုံးအိမ် င်တောင်ဦးစီးတောင်ဝင်လဲယူထားရတဲ့မက်ခရီကအပြင်မှာလဲငွေရှာရပါတယ်။ကလေးတွေ73ရောက်မွေးထားပေမဲ့တသားမွေးတသွေးလှနေတာကြောင့်သူ့ကိုအင်တောင်ရှင်မအလှမဲ့ပြန်ပွဲဝင်ပြိုင်ဖို့ခင်မွန်းတန်တဲ့ကလေးတွေကတိုက်တွန်းကြပါတယ်။ ဒါကြောင့်မက်ခီလေးအင်တောင်ရှင်အလှမဲ့ပြိုင်ပွဲကိုအဝေးပြိုင်ဖြစ်သွားပြီးစုရီတောင်ရသွားတာပေါ့မစ္စဆူပရာမြန်မာ2023မှာမက်ခီကဝင်းနောက်စုကိုရခဲ့ပြီး2025ခုနှစ်မှာတော့မစ္စဆူပရာမြန်မာ2025ရဲ့ challenge ရှင်ပြိုင်မှုမှာ top 7ဆင်းတဲ့ကိုဝင်ရောက်သွားခဲ့ပါတယ်မကြခင်မှာကျင်းပမဲ့ grand final ပွဲအတွက်လည်းမက်ခီကပြင်ဆင်ထားပါတယ်ကလေး73ယောက်မွေးထားပေမဲ့မက်ခီကခနာကိုကိုထိန်းသိမ်းထားတာပေါ့ခနာကိုအချိုးဆောက်ကိုမပြတ်တော့ထိန်းသိမ်းထားလို့ကလေး73ယောက်အမေလို့လည်းမထင်ရဘူးရှင်အသက်73နှစ်အရွယ်ကနေအင် တောင်ကြခဲ့ပြီးနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်အခုတော့အေးအေးဆေးဆေးနေရတဲ့ဘဝကိုရရှိသွားခဲ့တာပါ။ မခရီကသားသမီးတွေကိုများစွာမွေးထားပေမယ့်တခြားသူတွေကိုလည်းမပေးခဲ့သလိုခိုင်းစားတာလည်းမလုပ်ခဲ့ပါဘူးမိခင်မြတ်တာကြီးမားတာကြောင့်ကလေးတွေကိုသူမရဲ့သပင်ဖျက်ပြီးတော့ကျွေးမွေးခဲ့တဲ့သူပေါင်းသူ့ရဲ့သားလေးတယောက်ကမွေးကောင်စားမှတန်ဆွမ်းပေမယ့်နောက်ပိုင်းမှာတော့မတန်ဆွမ်းဖြစ်သွားခဲ့တာပေါင်းသားဖြစ်သူကိုကုသဖို့အတွက်မခရီကသူ့ရဲ့သပင်ကိုဖျက်ပြီးတော့ရောင်းခဲ့တဲ့အထီတောင်မိခင်မြတ်တာကြီးမားတဲ့သူပေါင်းဒီခေတ်မှာတော့ကလေး၃ယောက်ကိုတော့လူလာမြောက်ပြိုးထောင်ဖို့မလွယ်ကူတဲ့အချိန်မှာကလေး၃ယောက်လုံးကိုကျွေးမွေးဆောင်ရှောက်နေတာကတော့လေးစားစရာဖြစ်ပါတယ် မခိရီတို့မိသားစုကကြီးမားလွန်းလို့ခင်မုန်းတဲ့တယောက်တည်းကိုအမကိုပဲမခိရီကလည်းစီးပွားရေးလုပ်ပါတယ်။အိမ်ထောင်ဦးစီးဆိုတာအမျိုးသားတွေပဲယူလို့ရတဲ့နေရာမဟုတ်ဘဲအမျိုးသမီးတွေလည်းရနိုင်တာကြောင့်မခိရီကတော့ငွေရှာလဲတော်တယ်လို့တာသမီးတွေကလည်းတေချာဆောင်းရှောက်ထားသူဖြစ်လာခဲ့ပါတယ်။ဒီလောက်များတဲ့ကလေးတွေကိုလိမ္မာရေးချရှိအောင်ဆောင်းရှောက်နိုင်တာကတော့မခိရီတို့ဇနီးမောင်နှံရဲ့အရေးချင်းပဲဖြစ်ပါတယ်။ကလေးတွေကိုမွေးဖွားထားရတယ်မကပဲမခိရီကသူ့ရဲ့မိဘတွေကိုလည်းအခုထက်ထိလှုပ်ကြွေးပြုစုနေစေပါ။ကလေး73ယောက်ကိုမွေးထားရတာမကပဲအိမ်ထောင်ရှင်အလှမဲ့စုကပါ ရရှိထားတဲ့မက္ခရီအပေါ်ဘလို့ထင်မြင်မိလဲဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ